AI ဒီပညာကိုလေ့လာနေတဲ့သူတွေနဲ့ content creator တွေအကြောင်းမှာတော်တော်လေးရေပန်းစားနေတဲ့ AI tool တခုအကြောင်းဒီနေ့မှာကျွန်တော် tutorial လေးအနေနဲ့တင်ဆက်ပေးပါမယ်။မင်္ဂလာပါ။ကျွန်တော်ကတော့နေရွန်ဖြစ်ပါတယ်။ Creators Digital Marketing Agency ရဲ့ founder ဖြစ်ပြီးတော့မှ digital marketing နဲ့ AI နည်းပညာပိုင်းတွေကိုမျှဝေပေးနေတဲ့သူတစ်ယောက်လေးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာကျွန်တော် tutorial လေးအနေနဲ့ရှင်းပြသွားမယ့်အကြောင်းအရာကတော့ Google AI Studio ကျောင်းဝင်ဖြစ်ပါတယ်။ Google AI Studio ကကျွန်တော်တို့ all in one သုံးလို့ရတဲ့ AI တခု။ဒီထဲမှာဆိုရင် ကျွန်တော်တို့ ဓာတ်ပုံဖန်တီးတာအပြန်အလှန်ချက်တင်နေပြောတာပြီးတော့မှ real time ကိုမေးချင်တာတွေကို screen share တွေလုပ်ပြီးတော့မှ မေးလို့ရတာဒါအပြင်ကျွန်တော်တကယ် net sense နဲ့ image generation တွေ video 2 3တို့လိုတကယ်ကို reality အရန်ဆန်တဲ့ video တွေကိုလည်းအချိန်ရောတွင်မှ video generation တွေထုတ်လို့ရတယ် all in one AI video ထုတ်ထုတ်ဆိုရင်မမပါဘူးဒါအပြင်ကျွန်တော် application တွေထုတ်ချင်တဲ့ music ဖန်တီးချင်တဲ့တွေတည်းဒီ video ထဲမှာအဲ့လိုကျွန်တော်ဖန်တီးနိုင်ပါတယ် တော့ဒီနေ့မှာကျွန်တော်နဲ့အတူဒီ Google AI Studio ကိုဒေးကြရဲ့ tutorial လေးတွေနဲ့ဒီထဲမှာပါတဲ့ features တွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြအောင်ပါ။ဒါဆိုရင်ကျွန်တော်နဲ့စလိုက်အောင်ခင်ဗျာ။ကျွန်တော် Google AI Studio ကိုအသုံးပြုမယ်ဆိုရင်တော့ VPN ခံပြီးတော့အသုံးပြုဖို့လိုအပ်ပါလိမ့်မယ်။ဒါမှကျွန်တော်တို့ Google AI Studio ထဲမှာရှိတဲ့ features တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲ့တော့ okay အဲ့တော့ဆိုရင်ကျွန်တော်တို့ Google AI Studio အသုံးပြုဖို့အတွက်ကိုကျွန်တော်တို့သွားမယ့် website ကတော့ ai studio.google.com ဖြစ်ပါတယ်။အဲ့ဒီဝင်ရမယ်။ အော်အခုကျွန်တော်တွေ့မြင်ရတဲ့ features ပေါ့နော်ဒါကတော့ welcome to AI studio ဆိုပြီးတော့တွေ့မြင်ရတဲ့ဒါသူရဲ့ home page စာမျက်နှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့သူကိုအသုံးပြုနိုင်တဲ့အရင်ဆုံး features လေးတချို့ကိုကြာပြထားတွေ့ရတယ်ဒီအပေါ်ဆုံးကဒီဒါလေးကတော့ chat box ပေါ့နော်ကိုသူ့ကိုမေးချင်တဲ့ဟာတွေကို ChatGPT လို့ပုံစံမျိုးသူ့ကိုမေးလို့ရတာဖြစ်ပါတယ်ကိုမေးချင်တဲ့အကြောင်းအရာလေးတွေကိုသူ့ကိုမေးခိုင်းတဲ့ပုံစံပါအဲ့တော့ဒီဒုတိယတစ်ခုကတော့ဒါ strain လုပ်တဲ့ဟာလေးဖြစ်ပါတယ် ကောင်လေးပေါ့ဒါလေးကတော့သူနဲ့ဒါ real time ပေါ့နော် live အနေနဲ့သူ့ကိုပြောချပေးပုံစံပေါ့နော် live တင်နေသူ့ကိုအာမေးတာမြန်တာပြီးတော့ကိုယ့်ရဲ့ဒီ screen ပေါ်မှာသူ့ကိုမေးခြင်းတဲ့ဟာပေါ့ဥပမာ screen မှာကိုက talk show တစ်ခုကိုနားထောင်နေတယ်ဒါတွေကိုသူ့ကိုကြိခိုင်းပြီးတော့မင်းနေနေဘလို့သုံးသက်ချက်တွေပေးမှလဲဒါကိုမင်းနေနေဘလို့ထင်လဲဒါတွေကိုသူ့ကိုတခါတယ်ပြောခိုင်းတာပေါ့နော်ဒီ streaming လုပ်မဲ့အပိုင်းကတော့နေနေတော့ဟိုသူက streaming သွားတာဖြစ်တဲ့အတွက်ကြောင့်တော့ဒါက အင်တာနက်ရန်ကောင်းမှပဲသူကအဆင်ပြေဘာဖြစ်လို့ဆိုတော့ကိုမှရှိရဲ့ screen ကိုသူက record လုပ်ပြီးတော့တခါတည်းသူ့စီကိုပို့တယ်ပို့ရအောင်ဘက်ကပြန်ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒါ data consuming ဘိုင်းရှိတယ်ပေါ့နော်ဒါလေးတခုတော့ရှိတယ်အားကြောင့်မို့လို့အင်တာနက်အကန့်အသတ်တခုရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုတော့ဒီအချိန်ယူပြီးတော့ပဲတစ်ချက်ကျွန်တော်ပြန်ပြပေးမယ်တလို့စီတော့ကျွန်တော်ဒါကိုဒီခဏထားခဲ့အောင်မယ်ပေါ့နော်ကျွန်တော်စမ်းကြည့်ပေးမယ်ဒီထဲမှာတကယ်တော့အင်တာနက်ကောင်းပြီးတော့မှတခါတည်းကျွန်တော်တို့ဒီတင်ဆက်လို့ရတယ်ဆိုတော့ကျွန်တော် အခါရဲဒီထဲမှာဟိုရှင်းပြပေးတော့ပါမယ် tutorial ရဲ့အနေနဲ့ကိုကျွန်တော်လုပ်ပေးသွားပါမယ်အဲ့တော့အရင်ဆုံးဒါလေးခဏထားခဲ့ပြီးတော့နောက် option လေးကိုတစ်ချက်သွားကြည့်မယ် generate media လုပ်တဲ့ပိုင်းလေးကြည့်ကြည့်အောင်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့လိုချင်တဲ့ဓာတ်ပုံလေးဗီဒီယိုတွေနော်ဒီ sound တွေကအစားပြီးတော့ music ဖန်တီးတဲ့ပိုင်းလေးပါတယ်ဒီမှာဆိုရင်အာ image Gemini image generation ဒါကတော့အာဒီ zero native image ဆိုတာကအပြင် real life နဲ့ဆက်စပ်တဲ့ image လိုပုံစံမျိုးပေါ့တကယ်အပြင်နဲ့နင်းဆက်ဆုံးဖြစ်နေအောင်ဖန်တီးတဲ့ image ပုံစံမျိုးတွေကိုဒီထဲမှာထုတ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ image ထုတ်တာကနှစ်ခုပါတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီကောင်ကတော့ခုနကပြောသလိုတကယ်ကို reality စံတဲ့ image မျိုးတွေထုတ်ခိုင်းတာ studio ထဲမှာရိုက်ထားတာကိုယ့်ရဲ့တကယ်အာတက်ပုံရိုက်တဲ့ပုံစံနဲ့ခီးသွားတဲ့ပုံစံမျိုးရိုက်တဲ့ပုံစံလေးတွေပေါ့ဆိုတော့ဒါလေးတွေကိုတကယ်အပြင်လက်တွေ့ဘဝနဲ့နှူးဆက်တဲ့တက်ပုံတွေထုတ်ခိုင်းရင်တော့ဒါပုံမိုက်တယ် ီ image ကကြတော့တကယ်ကိုယ့်ရဲ့စိတ်ကူးရဆန်တဲ့ image မျိုးတွေပေါ့ဒါလေးတွေကိုထုတ်ခိုင်းမယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းတယ်ဆိုတော့ဒီနှစ်ခုကတော့အာအဲ့လိုမျိုးကိုယ့်ရဲ့လွယ်ချက်ပုံမူတည်ပြီးတော့ကြာရယူသုံးလို့ရတယ်ပေါ့နော်ဒီနောက်တစ်ခုကတော့ဒါ video video ကတော့အခုချိန်မှာဆိုရင်ဒီ AI video editor ထဲမှာဆိုရင်ဒီ reality အရင်ဆန်ပြီးတော့တကယ်ကိုကြမ်းတဲ့ AI tool တစ်ခုပေါ့နော် G video AI generator tools တစ်ခုလို့သတ်မှတ်ထားတဲ့ထဲမှာပါတယ် အဲ့တော့ဒါလေးလေးစမ်းကြည့်ကြမယ်ပေါ့ပြီးတော့ဒီမှာ speech generation တို့ဘယ်လောက်ဒီဆွမ်းလဲဆိုတာလေးကိုကိုယ်တိုင်စမ်းကြည့်ရမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ image generation tool လေးကိုစမ်းကြည့်မယ်ပေါ့နော်အာဒီမှာတော့သူ့ကို futuristic တော်မဟုတ်က design in promis traditional flying car တော့ပဲတုံးလိုက်မှာကဲအခုမြင်တွေ့ရလို့ပေါ့နော်သူစီရနေပြီးတော့လုံးဝ ဒီ flying guy ဘောတော့ကားပြန်ကြီးထုတ်ပေးလာတာတွေ့ရတယ်။ design လေးကဒီ white day ဘောတော့ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ကျန်တဲ့ traditional ဆန်ရမယ်မြန်မာဆန်ရမယ်ဒါပေမဲ့ futuristic ဖြစ်ပြီးတော့ကားပြန်ကြီးပုံစံမျိုးလုပ်ပေးပါဆိုတာကိုတကယ်ထုတ်ပေးရအောင်เนาะအခုလိုချင်တဲ့ idea ကြီးကို quality တွေလို့ပြောလို့ရတယ်ဒီပုံလေးကိုအသုံးချပြီးတော့ကျွန်တော်တို့ now လုပ်လို့ရတဲ့ပိုင်းတွေလည်းအများကြီးရှိသေးတယ်ဆိုတော့ဒါလေးကိုကျွန်တော်လုပ်ပြီးတင်ထားပြောမယ် တော့ဒီမှာတစ်ချက်ပြန်ပြီးကြည့်ကြမယ်ဆိုတော့ဒါမဲ့ဒီ solution byte မှာတော့နည်းနည်းလေးအာမကောင်းတဲ့ပုံစံမျိုးတော့မြင်တယ်ဒါတွေကိုတော့ upscale နည်းနည်းလုပ်ဖို့လိုတယ်ပေါ့နော်ဒီ image generation ထုတ်တဲ့ဘိုင်းမှာတော့ကျွန်တော်ထင်တာကတော့ ChatGPT ကထုတ်တဲ့ image generation ရဲ့ quality ကပိုကောင်းတယ်ပိုပြီးတော့ကြည်ရပေါ့နော်ဒီလိုဆုံးဆွေးရတာအောင်မဝါတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ် ဒါကတော့ design ထုတ်ပေးတဲ့ idea ထုတ်ပေးတဲ့ဟာလေးတော်လေးကောင်းတယ်။ဒါအောင်မှအနေနဲ့ upscale quality upscale နည်းနည်းထပ်လုပ်ဖို့လိုသေးတယ်လို့ထင်တယ်ပေါ့နော်။ဆိုတော့အာ tools တွေသုံးပြီးတော့ဒီ quality ကိုပိုကြည့်အောင်ပို့ပြီးတော့မှကြည်နဲ့ဒီဆုံးဆွဲပြီးတော့ကြည့်လို့ရရင်နေထားရဖြစ်သွားအောင်လုပ်လို့ရရ tools တွေတော့ရှိရပေါ့နော် AI tools တွေအားရင်းနဲ့လုပ်လိုက်ရင်တော့ perfect ဖြစ်သွားလောက်တယ်။ဒီနေထားလောက်ကိုပဲကျွန်တော်အသင့်ပြ Okay အဲ့ဆိုတော့ဒီထဲမှာအဲ့လိုမျိုး code တို့ချင်းတဲ့ design တွေ ိုးဒီ prompt ရိုက်ပြီးတော့သူ့ကိုထုတ်ခံလို့ရတယ်ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမဲ့ဒီတူကတခုရှိတာလေသူကဟောပေါ့ဒီကောင်တွေကနည်းနည်း line တိတ်မကောင်းဘူးဆိုရင်လေဒီခါလေးကြိုင်မတက်လာတတ်ဘူးဒီပါဆိုရင် VPN ခံပြီးတော့ကျွန်တော်လောက်ရမှာဖြစ်တဲ့တကြောင် VPN ကြောင့်အစ line internet speech နေနေ speed နေနေနေဆိုရင်လည်းတစ်ခါကြာရင်သူက error ပေါ်တယ်တဲ့ဒါလေးလည်းရှိရပါတော့အဲ့တော့ ဒါနောက်တစ်ခုပုံစံမျိုးနဲ့ကျွန်တော်တို့ try ကြည့်ဒီတစ်ခါကျတော့ကျွန်တော်တို့သူ့ကိုဓာတ်ပုံပေးပြီးတော့မှဒီသူ့ဖုတ်ခိုင်းမဲ့ပုံစံမျိုးလေး try ကြည့်မယ်ပေါ့နော်အဲ့တော့ where the, uh, traditional dress and hat in festive appearance so တစ်ချက်သူလောက်ခိုင်းကြည့်မယ်တကယ်လုံးနိုင်တာပေါ့နော် brand လိုက်တော့မယ်အဲ့တော့ line မကောင်းရင်တော့ခိုင်းချင်အဲ့တော့ပေါ်တဲ့တယ်အဲ့တော့ဒီခါလေးတန်းရတာမျိုးတော့မရှိဘူးအဲ့တော့ဒီ image generation နည်းနည်းကောင်းကောင်းလုပ်ခြင်းနေဆိုရင်တော့ကျွန်တော်တို့အာ free လုပ်ပြုလို့ရတဲ့ ChatGPT ကိုသုံးတာလေးပိုကောင်းတယ်အဲ့တော့ line ကောင်းတဲ့အတွက်ကြောင့်ဒီမှာတော့ ဒီလိုသုံးပြီးတော့စက်ကြည့်အောင်သူထုတ်ပေးထားတဲ့ပုံဒီဇိုင်းကိုအာဒီမှာတော့သူကတော့ဒီပုံ ခုနပေးလိုက်တဲ့ပုံပဲเนาะဝတ်စုံဝတ်ပေးရမှတ်တယ်ဒါပေမဲ့ traditional Myanmar traditional အုတ်ထုတ်ကိုသူမသိဘူးအုတ်ထုတ်ကြီးကအရန်ကိုဟိုစကတ်စကတ်လုပ်တဲ့ဂျိုကာအုတ်ထုတ်ကြီးပုံစံအမျိုးပုံမှာစောင်းပေးတယ်အဲဂျိုကာတယောက်လိုကြီးဖြစ်နေလောဘမက်ဖြစ်ဘူးကျွန်တော်က ဒီတော့သူ့ကိုမြန်မာခေါင်းပေါင်းပေါ့เนาะအဲ့ဒါကိုစောင်းပေးစေချင်တာပေါ့ဆိုတော့သူ့အယုတ်တော့သူ့အယုတ်ပဲအဲ့ဒါလေးတော့ရတာတွေ့ရတယ်အာဒီမှာအဲ့ဒါဆိုရင် သူ့ကိုတစ်ချက်အတိပြန်လုပ်ပြီးတော့လောက်ခိုင်းလို့ရအောင်လားပေါ့เนาะအာမြန်မာ traditional channel hat fastelo ဖြစ်တဲ့အတွက်ကြောင့်ဒီပါတော့ဝါရအောင်လေးဝတ်ခိုင်းတာတော့ Amigo, que é Rank 25, né? A Traditional Desktop é melhor. Da Traditional Hatchler, ou pior, é melhor a Traditional Hatchler. Da outra, tem uma linda. Caixa de memória, ou carne, ou carne, ou carne. E tudo uma teta, ou não, mas se eu já não me mal, bom, e a time, bom, e eu ora. Tapi di ini dia ada dah tu, ah mari dari ada auto dia ada tu sih mana sih busoi no, တော့မသေးချလောက်ဘူးပေါ့နော်ဟင်းဒီပုံပဲပြန်ထွက်လာတာကိုတွေ့ရတယ်ဆိုတော့တိတ်ဒီအုတ်ထုတ်ကိုသူစီသူတိတ်မတည်ဘူးဒီ AI ကတိတ်မတည်ဘူးလို့ပြောလို့ရတယ်အဲအဲ့လိုမျိုးလေးတော့ပြောလို့ရတွေ့ရတယ်โอเคအဆိုရင်ဒီဟာကိုကျွန်တော်နောက်တစ်ဆင့်ပြန် try ကြည့်မယ်ပေါ့နော်ဒီကောင်ကတော့သူ့ကို မယ်ပြီးတော့မှ best upload ပြီးတော့မှသူကဒီရှေ့ကပေါ်ရာမှာရှခိုးနေပုံပဲပေါ့ဒါလေးကိုသူလောက်ခိုင်းလိုက်မယ်ကိုကောင်းမလေးတယောက်ကစစ်ထည့်ပေးလိုက်တယ်အဲမျက်နှာကတူလားမတူလားဆိုတော့တစ်ချက်ကြည့်အောင်အဲစိတ်တိုင်းတော့ကြပါတယ် နကကျွန်တော်ပြောသလိုပေါ့နော်ဒီကောင်ကကျတော့ realistic sense နဲ့တကယ်ကိုအပြင်မှာရိုက်ထားတဲ့ဓာတ်ပုံလိုပုံစံမျိုးတွေထုတ်ချင်တာမျိုးတွေကိုသုံးတာဖြစ်တဲ့အကြောင်းလေအဲ so အနည်းငယ်ကြည့်ပြီးတော့တော့မှဒါဒီကောင်ကလေးပုံစံရဲ့အရန်ကိုအပြင်မှာရိုက်ထားတဲ့ပုံစံအရန်သက်ဝင်တယ်ဒါမျိုးတခုရှိတာကျွန်တော်တွေ့တာဒါကြီးကမြန်မာ ပစိုးပုံစံမျိုးမဟုတ်မြန်မာလိုလိုထိုင်းလိုလိုလာအိုလိုလိုအဲ့လိုမျိုးတော့သွားတယ်မြန်မာဟိုကတော့ဒါကတော့မြန်မာတိုက်ပုံ နည်းလေးတော့လွဲချက်တွေတွေ့ရတယ်ဒီကောင်မှလည်းဆိုရင်လည်းအဲလိုမျိုးပဲနည်းလေးဒီညမအစ်စ်ကြီးတိုင်းမထုတ်ဘောနော်ဆိုတော့အနည်းဆက်ဆုံးပေါ့နောက်ကတော့ရှူရုံပေါ်တာပုံကြီးပါတယ်အဲလိုမျိုးလေးတော့ထုတ်ပြရတွေ့ရတယ်ဆိုတော့ဒီလွဲချက်လေးတော့နည်းနည်းတော့ရှိတာတွေ့ရတယ်ဒါပေမဲ့တဲ့ပုံနေထိုင်နေဆိုရင်တော့တော်တော် reality စံနေအာမျက်နှာတွေဆိုရင်ကြည့်လို့ရတဲ့အနေအထားမျိုးကြီးအောင်ရတယ်ပေါ့နော်ဆိုတော့ quality ကောင်းတယ်လို့ပြောလို့ရပါတယ်။အဲဆိုရင်ကျွန်တော်တို့ native image generation ကိုကဘယ်လိုပုံစံလုပ်ရအောင်လဲဆိုတော့အောက်တော့ပေါက်သွားပြီးတယ်ပေါ့နော်။ပြီးရင်ကျွန်တော်နောက်ဘယ်ဟာသွားမလဲဆိုတော့ speech generation ကိုကျွန်တော်စမ်းကြည့်မယ်။ဒီ speech generation နေ့မှာတော့ကျွန်တော်တို့ text to voice တွေကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့နော်။အဲ့ဒါအောင်မှာကျွန်တော် single speaker ထုတ်မလား။ body speaker ထုတ်မလားဆိုတဲ့အပိုင်းတွေထုတ်လို့ရတယ်ပြီးရင်ကျွန်တော်မြန်မာဘာသာစကားအတန်းနဲ့လည်းထွက်လို့ရတယ် အနည်းဆက်ဆုံးကျွန်တော်တို့ဒီလေယူလေသိမ်းပြောပုံစုပုံလေးရာဒီမြန်မာစကားနဲ့ကျန်တဲ့ AI tool တွေနဲ့ရှင်းလိုက်မယ်ဆိုရင်မြန်မာလေယူလေသိမ်းလေးနဲ့ထွက်ပေးတာဒီ Google AI tool ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော် အာ single audio speaker ကတော့ဒီ speaker audio ကတော့ကျွန်တော်တို့ရှင်းပါတယ်ဒီထဲမှာပဲကျွန်တော် test ကိုထည့်လိုက်ရုံပဲ engine range နှိပ်လိုက်ရပြီပေါ့နော်အဲ့တော့ဒီ multi speaker ကိုကျွန်တော်စမ်းပြပေးမယ် multi speaker ကကြလဲအဲ့သဘောပါပဲအဓိက script ကိုဒီထဲမှာထည့်ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ script ထည့်မယ်ပေါ့နော်ဒါ script ကို copy paste ဒီမှာထည့်လိုက်ပြီအဲ့တော့ဒီထဲမှာထည့်လိုက်တာ ਨੇ ကျွန်တော် speaker 1 2နေရာတွေမှာတခါလေကျွန်တော်တို့ရဲ့ dialogue တွေကပေါ်သွားပါတယ် ။နော်အဲ့လေးရောကျွန်တော်တို့ဒီတေချာစစ်စစ်ကြည့်ဖို့လိုတယ်။တကယ်ကျွန်တော်တို့ဒီ speaker 1ပြောထားတာနဲ့ speaker 2ပြောထားတာနဲ့ match ဖြစ်လာပေါ့နော်။အဲ့လေးရောကိုယ့်ကိုဒီမှာစစ်စစ်ကြည့်ပါ။အာဟာဆိုရင်ဒီထဲမှာကျွန်တော်က live ပြီးပြင်လို့ရတယ်ဒီနားလေးမှာကျွန်တော်ထပ်ပြီးတော့လိုအပ်ကြလေးတွေကိုထပ်ပြင်လို့ရတယ်ပေါ့နော်ဒီ match မဖြစ်ဘူးပါ냐ဆိုရင်တော့ဒီမှာ live ပြင်လို့ရပါတယ် okay ကျွန်တော်တို့ကဒါအကုန်လုံး find တော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဖက်မှာဘာလုပ်ရမလဲဆိုတော့ တော်တော့ဒီမှာဒီဘဲမှာကျွန်တော်တို့ကဒါ setting တွေညှိလို့ရပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီအတန်ကိုပြောစကားပြောတဲ့အတန်ကို main လေးအတန်မျိုးထားမှာလားယောက်ျားလေးအတန်မျိုးထားမှာလားတယောက်နဲ့တယောက်ပြောတဲ့နေရာမှာယောက်ျားလေးချင်းချင်းပြောတဲ့ပုံစံမျိုးလားသမို့ main လေးနဲ့ယောက်ျားလေးပြောတဲ့ပုံစံမျိုးတွေလားဒါတွေကိုကျွန်တော်ရွေးလို့ရတယ်အတန်တွေရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒါ speaker 2က main လေးအ speaker 1ကယောက်ျားလေးပုံစံမျိုးကျွန်တော် script ထုတ်ထားတယ်အဲကြောင့်မို့လို့ speaker 1ကိုယောက်ျားလေးကိုရွေးမယ် ကဲဒီမှာကျွန်တော်အတန်လေးနားထောင်ကြည့်ဒါဆိုရင်တော့အမျိုးသမီးတန်ပေါ့နော်ကျွန်တော်က speaker one ကိုအမျိုးသားထားမယ် got a project in mind ဒါဆိုဒါလေးမစိုးပေါ့နော် music box ဆိုတာလေးကိုထားလိုက်မယ်ပြီးတော့မှ speaker two ကိုအမျိုးသမီးတန်ထားမယ်ပေါ့နော်ပထမဆုံးကတော့အမျိုးသမီးတန်သူ့ရွှေ့လိုက်မယ် okay ဒါလေးရအဆင်ပြေပြီဆိုရင်ကျွန်တော်တို့ဒါကတော့ setting ပိုင်းပေါ့နော် setting ပိုင်းကတော့ရသွားပြီပြီးရင်ကျွန်တော်တို့ဒီမှာ guide တွေ guideline လေးတွေ ဖြစ်လို့ရပါတယ်ဒီအတန်ကိုကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ပြောချင်တာလဲပေါ့နော်အားလေးကိုထည့်လို့ရတယ်ဘယ်လိုမျိုးတုံးမျိုးနဲ့ဘယ်လို style မျိုးတွေနဲ့ပြောစီချင်တာလဲဆိုရယ် guide detail ကိုဒီမှာ instructions လေးတွေကိုဒီမှာထည့်လို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ script ရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော် script တွေကလည်းဥမာ video ပုံစံအမျိုးအစားပေါ်မှာမူတည်ပြီးတော့အာအတန်ဖတ်တဲ့အတန်ကာလာအတန်ထုံးအတန် style တွေကမတူပါဘူး ဟို documentary ဆို documentary ပုံစံမျိုးသွားမယ်ပေါ့နော်အာ podcast ကြတော့ပြန်လည်ဆွေးနွေးနေတဲ့တကယ်ကိုတယောက်နဲ့တယောက်စကားပြောနေတဲ့ natural ပုံစံမျိုးတွေနဲ့တော့ကြတယ်အဲသူမဟုတ်တခြား YouTube video တွေဆိုရင်လည်းဒီလိုမျိုးပေါ့နော်အာဒီ information ကြောင်းရတယ်ပေါ့မူကြည့်ပြီးတော့ကျွန်တော်တို့ပြောတော့တဲ့တုံးကာလာတွေကကွဲလွဲသွားပါတယ်အဲတော့ဒါ okay fine ဖြစ်ပြီဆိုရင်ကျွန်တော် run ဆိုတာလေးကိုနှိပ်လိုက်အောင်ပါပဲ ဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီအတန်လေးထွက်လာခဲ့ပြီပေါ့နော်ဆိုတော့စောင်းရတာတိတ်မကြောက်အာကျွန်တော်တို့ script ပိုင်းတူရဲပိုင်းလေးပါတယ်နားထောင်ကြည့်အောင်ပေါ့နော်သူရဲ့အတန်အာမြန်မာစကားပြောရတဲ့အတန်ကဘလို့နေထားရရှိလဲတယောက်နဲ့တယောက်ပြောရဲ့ချိတ်ဆက်ပြဘလို့ရှိလဲတကယ်ဟန်ကြရလားဆိုတော့နားထောင်ကြည့်ပါမင်္ဂလာပါခင်ဗျာ AI နဲ့အနာဂတ်အကြောင်းဆွေးနွေးကြမယ် AI နဲ့အနာဂတ် podcast ကိုညှိုးဆိုပါရခင်ဗျာကျွန်တော် speaker 1ပါမင်္ဂလာပါရှင့်ကျွန်မ speaker 2ပါဒီနေ့ speaker 1နဲ့2 AI ရဲ့အနာဂတ်ကိုလေ့လာကြရအောင်နော်။ Speaker 2ရေ AI ဆိုတာအခုဆိုတော်တော်လေးကိုခက်စားလာပြီနော်။ဒီမှာတော့ကျွန်တော်တို့ဒီပို့ပြီးတော့မှကောင်းအောင်ဆိုပြီးတော့ဒီလာလေးတွေကိုပြောင်းရင်ရတယ်ပေါ့နော် Speaker 2 Speaker 1ပဲဖြစ်နေရဲ့။အဲသူတို့နာမည်လေးတွေထည့်ပြီးတော့လုပ်လိုက်လို့ရတယ် edit ပြန်လုပ်လို့ရတယ်ပေါ့နော်။ကျွန်တော်တို့ဘလို့အပြောင်းလဲတွေကိုတွေးရနိုင်မလဲလို့စဉ်းစားမိလေ။ဟုတ်ပါတယ်ရှင်။ AI ကကျန်းမာရေး၊ပညာရေး၊စီးပွားရေးစတဲ့ကဏ္ဍအသီးသီးမှာ တော်လန်ပြောင်းလဲမှုနေယူဆောင်လာမှာပါဥပမာတရားဝင်နေအကြွယောဂရှာဖွေတာပုံမလွယ်ကူလာမယ်ဟုတ်ကဲ့အရင်စိတ်ဝင်စားဖို့ကောင်းတာပဲဒါဆိုလူသားတွေရဲ့အလို့အကောင့်တွေအတွက်ရောဘယ်လိုရှိမလဲ AI တွေကလူတွေရဲ့နေရာကိုယူကုန်ပါလားလက်လိုစိုးရိမ်မှုတွေရှိနိုင်ပေမဲ့ AI ကအလို့အကောင့်တွေဖန်တီးပေးမှာဖြစ်ပြီးလူသားတွေကိုပို့ပြီးဖန်တီးမှုရှိရဲ့ပုံမှုရှုပ်ထွေးတဲ့အလို့တွေကိုလုတ်ဖို့အားပေးပါလိမ့်မယ်ပူပေါင်းဆောင်ရွက်မှုပုံစံမျိုးပေါ့နားလည်ပါပြီ AI ရဲ့အသားချက်တွေကိုအကောင်းဆုံးအသုံးချပြီးစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ်လို့မျှော်လင့်ပါတယ်။မှန်ပါတယ်။ AI ကကျမတို့ရဲ့အနာဂတ်ကိုပုံဖော်ပေးမယ့်အင်အားစုတစ်ခုဖြစ်လာမှာပါ။ဒီနေ့အတွက်အချိန်ကုန်သွားပြီနော်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်။နောက်အပတ်မှာပြန်လည်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်လေးမိုက်တယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီ script ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဒီ banner လေးဟာကျွန်တော် download ဆိုတာလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ကိုယ့်ရဲ့ ဒီ PC သေးပါ download လုပ်ထားလို့ရပြီပေါ့နော်။အဲဆိုရင်ဒါက script ဒီ Google AI သေးပါကျွန်တော်တို့ audio ဘလို့ထုတ်မလဲဆိုတဲ့အပိုင်းပေါ့နော်။ဒါမြန်မာလိုထုတ်သွားတာဖြစ်ပါတယ်။အဲ့တော့ဒါ language တွေပါတယ် channel ရဲ့ဒီ test to voice AI tool တွေလို့ကျွန်တော် language တွေကိုပြောင်းနေစရာမလိုဘူး။မြန်မာစကားပြောစီချင်းမြန်မာလိုပဲရိုက်ထည့်လိုက်ပြီးပြီ။ပေါ်တော့ဒီ english နဲ့သူ့ကိုပြောစီချင်း english လိုပဲရေးလိုက်ပြီးပြီပေါ့เนาะသူကိုပြောစီချင်းလဲ language ရဲ့ language ကိုပဲဒီထဲမှာ screen အနေနဲ့ရေးပြီးတော့မှဟိုထုတ်လိုက်အောင်ပဲပေါ့နော်ဆိုတော့အရန်ယူရှင်းပါတယ်ပြီးတော့သူ့ရဲ့အတန်တုံးအနေထားကိုလည်းနားထောင်ခဲ့ကြတဲ့အတိုင်းပေါ့နော်မြန်မာစကားလေးယူလေတဲ့တော်တော်လေးအဆင်ပြေတယ်။အဲစကားလေးဝဲနေတဲ့ပုံစံလေးဒါကလည်းဒါဟိုမြန်မာအာတိုင်းသားတွေပြောတဲ့ပုံစံမျိုးလေးပေါ့။အဲအဲ့လိုမျိုးဝဲလေးဖြစ်နေတယ်။အဲစတိုင်လေးပေါ့။နားထောင်ရတာတော်တော်လေးအဆင်ပြေတယ်။ကျွန်တော်တို့ဒါအသုံးပြုလို့တော်တော်လေးကောင်းနေနေထားမှာဖြစ်သွားပြီပေါ့နော်။ဆရာ okay ။ဒါကတော့ဒါကျွန်တော်တို့ speech voice test to voice ထုတ်တဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါတော့ကျွန်တော်တို့ပေပိုင်းနေကြည့်မလဲဆိုတော့ကျွန်တော်တို့ဒါတွေကြည့်ခဲ့ပြီးပြီပေါ့နော်ဒီမှာတော့ဒါတော့ Lyria ကတော့သူက music business theory အပိုင်းလေးတွေ knowledge တွေကို ရှိထားပြီးမှဒီနေနဲ့ music ဖန်တီးရတဲ့ပုံစံအပေါ်အဆင်ပြေလောက်မဲ့သဘောရှိတယ်ဒီမှာတော့ကျွန်တော်တို့ခုနကပြောသလိုပဲကိုက မျိုးစင်းနဲ့ပတ်သက်တဲ့ business knowledge ရှိတဲ့ဘိုင်းတဲ့လူတွေအတွက်ပေါ့နော်တကယ် music creation သမားတွေဒီလိုလူတွေအတွက်ကိုသူကအဓိကထားပြီးတော့ဒါဖန်တီးပေးထားတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ကိုယ်မှာ music basic theory တွေ music creation knowledge တွေဒါတွေရှိနေမှာပဲပို့ပြီးအဆင်ပြေမယ်ပေါ့နော်ဒီမှာဆိုရင်အဲကျွန်တော်ထင်တာတော့ဒါ DJ ပုံစံမျိုးပဲထင်တယ်ဒီမှာတစ်ချက် try ကြည့်မယ်ပေါ့နော်ဒါ play လို့ရင်ဘာတွေထွက်လာ play ပေါ့ ဆိုတော့ဒီ music creation နဲ့ပတ်သက်တဲ့အပိုင်းတော့ကျွန်တော်တိတ်မလေးလက်လာထားတော့တိတ်ကျွန်တော်ဒါကိုတော့တိတ်အသုံးမပြုတတ်ဘူးပေါ့နော်ဆိုတော့အာဒါလေးကလည်းတကယ်ကို music လက်လာနေတဲ့လူတွေအတွက်ဆိုရင်တော့ဒီ Google AI ကနေပြီးတော့လည်းအများကြီး support လုပ်ထားတဲ့အပိုင်းရှိရယ် left.google fx ပေါ့နော် အဲ့ဒီထဲမှာဆိုရင်ဒီ music fsdj ဆိုတာရှိဒီထဲမှာဆိုရင်ကျွန်တော်တို့ music creation ဘိုင်းတွေကိုအများကြီးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့တကယ် music ဘိုင်းတွေကိုတကယ်လေ့လာနေတဲ့လူတွေ creation အများကြီးလုပ်ချင်လို့အတွက်ဆိုရင်တော့ဒီတေချာလေးဒီထဲမှာလာပြီးတော့မှအများကြီး try လို့ရတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့ application လေးစောက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ကအာဒါလေးတစ်ခုအောက်မှာဒီထဲမှာဆိုရင်ဘာတွေပါလဲဆိုတော့ အောက်မှာ template တွေအများကြီးပါတယ်ကိုအနေဒါစဉ်းစားတဲ့ဘိုင်းတွေမှာခက်ခဲနေတယ်ဆိုရင်ဒီ template တွေနဲ့ပဲကျွန်တော်တို့တခါရဲတုံးလို့ရတယ် video to learning app ပေါ့ဒါဆိုရင်အာသူကဘယ်လိုပုံစံလဲဆို YouTube videos ကိုသူက fun learning apps အနေနဲ့နေလှုပ်လိုက်တာရတယ်ဒါလေးတွေဆိုတော့ idea လေးတော်တော်လေးမိုက်တာမျိုးတွေ့ရတယ်ဒါဆိုရင် math planner လောက်တဲ့အပိုင်းတွေဒီမှာဆိုရင် game ပုံစံမျိုးလေးလေးပါတယ် အာ tiny app ကကြတော့ရှင်းပြရတဲ့ပုံစံမျိုးလေးတွေပေါ့ဒီလိုမျိုးအာ application လေးတွေကိုလည်းအလိုတကူ handle လုပ်ရတယ်အာဒါလေးကိုတစ်ချက်ကြည့်အောင် thinking space ရဲ့ video to learning app ဆိုတာလေးကိုကျွန်တော်တစ်ချက်ဖတ်ကြည့်အောင်အော်ဒီထဲမှာဆိုတော့အခုသူ့ရဲ့ပုံစံကကျွန်တော်တို့ဒီမှာလိုအပ်တဲ့ YouTube က video တစ်ခုကိုအာယူလိုက်ပြီးတော့မှာ ူ့ကိုရှင်းပြခိုင်းတာပေါ့ဒီမှာဆိုရင်လူတွေကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ခုမှဒီမှာဆိုရင်ကျွန်တော်တို့အာရှေ့ပါကိုယ့်ကိုအသုံးပြုပြနေဒီမှာဆိုရင် preview လေးတွေကြည့်လို့ရတယ် preview ပိုင်းဆိုရင်ဒီ book ကိုလူက link ယူပြီးတော့ generate လုပ်ထားတာဒီမှာဆိုရင် စာအုပ်ထဲကအပိုင်းလေးတွေဒီ audio YouTube video link လေးကိုဒီမှာချလိုက်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင် music နဲ့ပတ်သက်တဲ့ဟာပေါ့ out cost ပေါ့ဆို music cost တွေဘလို cost တွေကဘလို့အလုပ်လုပ်လဲဆိုတာကိုအာပြောပြထားတဲ့ YouTube video ပေါ့နော်ဆိုတော့ဒီမှာ detail ဝင်လိုက်တဲ့အခါမှာဆိုရင်တခါတည်း detail ကနေကျွန်တော် landing လုပ်လို့ရတော့တဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်ဒီမှာဆိုရင် note CD အစသဖြင့်ပေါ့အတန်လေးကအစ detail ထုတ်ပေးတယ်ပြီးတော့ major minor ဓာတ်တွေရှိတယ်ပေါ့နော်ဆိုတော့အာဒီအပိုင်းလေးတွေကိုတခါတည်းသူကသင်ပေးတဲ့ပုံစံဖြစ်သွားတယ်ဒီမှာ music ရဲ့အဲဒီ piano အာ keyboard board တရောပါတာတခါလေးပြပေးထားမျိုးတွေ့ရတယ်ဒီမှာတခါလေးနှိပ်ပြီးတော့အတန်လေးထုတ်ပေးတာမျိုးပေါ့ဆိုတော့ music လေးလာတဲ့လူတွေအတွက်ဆိုရင်ဒီ link လေးကိုယူပြီးတော့ download အာဝါလုတ်လိုက်တာနဲ့ဟိုပေါ့နော်ဒီမှာတခါလေးကျွန်တော်တို့ရှင်းပြတဲ့ပုံစံဖြစ်သွားတယ်ဒီနောက်နောက် sample လေးတွေကိုတစ်ချက်ကြည့်ကြည့်အောင်ဒါတော့ music နဲ့ပတ်သက်တဲ့ landing လုပ်တဲ့အပိုင်းကိုသူဒီလိုမျိုးလေးရှင်းပြလိုက်တဲ့ပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့အများကြီးမိုက်တယ်နောက်တစ်ခုကအာ distro တဲ့ change the world ဆိုတဲ့ YouTube video လေးကိုသူဘလို့ရှင်းပြထားလဲဆိုတာတစ်ချက်ကြည့်ကြည့်အောင်။အော်ဒီမှာကျတော့သူကဒီလိုမျိုး summary အနေနဲ့ရှင်းပြထားတယ်ပေါ့နော်။ဘလို့ဖြစ်လာပြီလေ။အဲပြီးတော့ဒီထင်းမှာအဲ map ပုံစံမျိုးလေးနဲ့ပြထားပြီးပေါ့။ map ပုံစံမျိုးလေးတစ်ခုပေါ်လာတယ်။အော်ဒီ video လေးကိုတော့ကျွန်တော်သိမ့်မမြင်ရဘူး။နည်းနည်းလေးတူတူလေး ဖြစ်နေတဲ့ပုံစံပဲ summary လောက်ပဲကျွန်တော်တွေ့ရတယ် map ကိုတွေ့ရတယ်ဒါလောက်ပဲတွေ့ရတယ်ပေါ့နော်ခုန music ကိုရှင်းပြထားတဲ့တင်တဲ့အပိုင်းလို့ဖြစ်သွားပြီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ note တွေရော lag ဒီ pin တွေပေါ်ကကျွန်တော်တို့ရဲ့ keyboard note lag ကွက်တွေရောအကုန်လုံးကျွန်တော်တို့လေ့လာလို့ရတယ်ဒါဆိုရင်ခဏလေးအဆိုရင်ဒီမှာ chinese characters တွေကိုဘယ်လိုဖတ်လဲဆိုတဲ့ဟာလေးကိုပဲချက်ချက်ကြည့်ရအောင်ဟောဒီမှာတစ်ခါလေးတက်လာ ဒီနေ့မှာဆို Chinese character တွေကိုသူတခါတယ် character တွေပေါ်လာတယ်တွေ့ရတယ်ဒီမှာဆိုရင်တော့ Chinese character တွေကအစဒီမှာပြပေးပေါ့နော်ဒီမှာဆိုရင် sound components pronunciation hint အားလေးကိုပြပေးထားတယ်ဆိုတော့ YouTube ကနေရှင်းပြထားတဲ့အပေါ်မှာဗီဒီယိုကရှင်းပြထားတဲ့ပုံမှာမူတည်ပြီးတော့သူ့ဘက်ကနေပြီးတော့ load တဲ့ဒီ teaching support တွေလုပ်ပေးတဲ့ပုံစံလေးနဲ့သွားတဲ့ app လေးပေါ့နော်ဆိုတော့ဒီလိုမျိုး app တွေကိုကျွန်တော်တို့ကစိတ်ကူးရှင်ရှိတယ်လို့ကျွန်တော် လီလို့ရတယ်အဲ့တော့တခုရှိတာ Google AI ကကျွန်တော် limit ရှိတယ်ပေါ့နော်အဲ့ limit အတိုင်းတာတွင်းမှာပဲကျွန်တော်တို့ကဖန်တီးလို့ရတယ်ကျွန်တော်တို့က pro ပေါ့နော်သူ့ကိုပတ်စံပေးပြီးတော့မဝေထားဘူးဆိုရင်တော့ဒါ limit နဲ့ပဲသုံးရမယ်သဘောကိုပြောတာပေါ့နော်ကျွန်တော်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ကအဲသူ့ရဲ့ features တွေကိုကျွန်တော်တို့အပြည့်အဝအသုံးပြုချင်တယ်ဆိုရင်တော့သူ့မှာပေးထားတဲ့သူ့ကို subscribe လုပ်ရမယ် payment နဲ့ subscribe လုပ်ပြီးတော့မှကျွန်တော်တို့ဓာတ်တွေကိုအပြည့်အဝချလို့ရမယ်နော်โอเคဒီ point ကိုတော့ကျွန်တော်တို့ ဒါဆိုရင်တော့ကျွန်တော်တို့ Google AI Studio ကိုအသုံးပြုရတဲ့အပိုင်းကတော်တော်လေးစုံသွားပြီလို့ထင်ပါတယ်။အော်ဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲညှနာလိုက်ပါပဲခင်ဗျာ။အဲ့တော့ကျွန်တော်နောက်ဗီဒီယိုတွေပါစုံတွေ့ရအောင်ပါ။